အလုံးမင်္ဂလာပါရှင်။ MPA သတင်းဌာနရဲ့ဒီကနေ့အောက်တိုဘာ30ရက်နေ့လည်ခင်းထီရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျမခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်။အထူးခြားဆုံးနေ့လည်ခင်းသတင်းတွေလည်းပြည်တွင်းမှာငတ်မို့ခေါင်ပါနေချိန်စစ်ကောင်ရှင်ကယူရီရှားဒေတာကိုကဲ့တင်တဲ့လားဆိုတဲ့သတင်းမိုးကုံမြို့ကို TNN နဲ့စစ်ကောင်ရှင်တို့လဝါရိုက်လွှဲပြောင်းလဲမြို့မကြဖို့ဆက်လက်ကာကွယ်သွားမယ် PDF တွေရဲ့သတင်း ဝါဒဖြန့်သူတွေကိုဝေဖန်တာနဲ့ဒရိုက်တာမိုက်တီတို့ကိုရွေးကောက်ပွဲဦးတွေနဲ့အမှုဖွင့်တာတရားရဲလားဆိုတဲ့သတင်းခိုးချောင်ခိုးအနဲ့မဲဆယ်နေရတဲ့မွန်နိုင်ငံရေးပါတီတွေရဲ့သတင်းမင်းအွန်လိုင်းကိုအကြောက်ပြန်နေတဲ့ဒီမိုကရေစီအယောင်ဆောင်ပါတီတွေရဲ့သတင်းတရုတ်နဲ့အမေရိကန်ကုန်သွယ်ရေးစစ်ပွဲ အဆုံးတက်တော့မှာလားဆိုတဲ့အဲ့ဒီလိုနေ့လည်ခင်းထီရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ ဒီနေ့နေ့လည်ခင်းဒီရရှိထားတဲ့သတင်းတွေတဲကပထမအောင်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပြည်တွင်းမှာငတ်မို့ခေါင်ပါနေချင်းစစ်ကောင်ရှင်ကယူရရှားဒေတာကိုကဲ့တင်မဲ့လားဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာစစ်တပ်အနာသိမ်းပြီးတဲ့နောက်ပြည်သူတွေဟာငတ်မို့ခေါင်ပါမှုကိုကြုံတွေ့နေရတာကိုမဖြေရှင်းပြနိုင်တဲ့စစ်ကောင်ရှင်ဟာရေရှားဒေတာရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ငြိမ်းချမ်းရေးနဲ့တာယာဝပြောရေးအတွက်ပံ့ပိုးပေးဖို့အသင့်ရှိတယ်လို့ဆိုထားပါတယ်။ ပြည်ရဲ့အော်တိုဝါ28ရက်ကဘယ်လာရုနိုင်ငံမင်းစ်မြို့မှာပြုလုပ်ခဲ့တဲ့တတိယကျင်းရုရှားဒေတာလုံခြုံရေးဆိုင်ရာညီလာခံမှာစစ်ကောင်ရှင်လောက်ကနိုင်ငံသားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတန်းစွေကအခုလိုပြောခဲ့တာလည်းဖြစ်ပါတယ်။ဦးတန်းစွေကရုရှားဒေတာတခွင်ငင်းချန်တာယာဝပြောရေးတို့အတွက်ဟူပေါင်းဆောင်ရွက်ရာမှာအကျိုးပြုနိုင်မှုရည်ရွယ်တယ်လို့လည်းပြောခဲ့ပါတယ်။ ဒါပြင်မြန်မာနိုင်ငံအနေနဲ့ရှက်ဝုန်နဲ့ပိုလန်မှာအစီအစဉ်ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းအာဆီယံဘင်းစတန်နဲ့အခြားဒေသတွင်းအဖွဲ့အစည်းတွေကတဆင်ဒေသတွင်းမိတ်ဖက်နိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်နေရလို့လည်းပြောပါရယ်အခုစစ်ကော်မရှင်ကအနောက်နိုင်ငံတွေနဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုရဲ့ဝေဖန်ပိတ်ဆို့မှုတွေကိုခံနေရတဲ့ ရုရှားနဲ့ဘလာရုတို့လိုယူရေးရှားဒေသကမိတ်ဖက်နိုင်ငံတွေနဲ့ဆက်ဆံရေးတုံ့ပြန်ပြီးအင်အားချိန်ခွင်ရှာကိုညှိနှိုးဖို့အခုလိုအထိပ်ပဲမဲ့တဲ့စကားလုံးတွေကိုထုတ်ပြောလာတာပီတိုရီငပ်ပြက်နေတာကိုမဖြေရှင်းနိုင်ဘဲနဲ့ယူရေးရှားဒေသကိုထောက်ပံ့မယ်ဆိုတော့ တကယ်ဟာတာပဲလေလို့နိုင်ငံရေးလေလာသုံးသက်သူတအူကပြောပါတယ်။မြန်မာနိုင်ငံမှာပြည်တွင်းပြည်ပခါကြောင့်လူ့ရေးတန်းတဲ့ချင်းစာနယ်ရိက္ခာအကူအညီတွေလိုအပ်နေချိန်စစ်ကောင်ရှင်နိုင်ငံသားရေးဝန်ကြီးဟာဝေးလံလာတဲ့ရွေးရှားဒေတာဒင်းကျပ်ရေးကိုဦးစားပေးပြောဆိုရဟာပြည်သူရဲ့အကျိုးစီးပွားကိုလစ်လို့ရှူတာလည်းဖြစ်ပါတယ်။ စစ်ကော်မရှင်ရဲ့လုပ်ရက်တွေကြောင့်စစ်ပွားရေးနဲ့လူမှုရေးအကျတဲ့တွေဖြစ်ပေါ်နေချိန်အခုလိုပြောကြားချက်ဟာနိုင်ငံတကာအတိုင်းအဝန်းရဲ့ယုံကြည်မှုကိုရရှိမှာမဟုတ်တလို့ရွေးရှားဒေတာအငင်းချင်းရဲ့အတွက်ပံ့ပိုးပေးမယ်လို့ပြောဆိုတာတွေကလည်းလက်တွေ့မကျတဲ့စက္ကလုံတွေသာဖြစ်တယ်လို့သုံးသပ်မှုတွေရှိနေပါတယ် မြန်မာနိုင်ငံအတွင်းအကြက်တဲကို မဖြေရှင်းနိုင်မဲအခြားဒေတာဖွံ့ဖြိုးရေးအတွက်ပြောဆိုလာတာဟာလည်းဝါရပြန့်စကလုံးတရတာဖြစ်တဲ့အတွက်စစ်ကောင်ရှင်ဟာကိုချင်းစာတရားကင်းမဲ့တဲ့အဖွဲ့ဆိုတာကို ထင်ရှားစွာတွေ့မြင်နိုင်ပါတယ်ဒုတိယအနေနဲ့မိုးကုတ်မြို့ကို DNA အနေနဲ့စစ်ကောင်ရှင်တို့လဝါရိုက်လွယ်ပြောင်းလဲမြို့မကြဘောဆက်လက်ကာကွယ်သွားမယ် PDF ရဲ့အကြောင်းပြောပြပါမယ် မနေ့ကတအန်းတမတော် TNL ကမိုးကုတ်မြို့နယ်ဟုံးမိတ်မြို့ကနေစုကွာပြီးစစ်တပ်နဲ့အပြစ်ရမယ်လို့ကြေညာပေးတဲ့နောက်မှာ မိုးကုံမြို့မှာရှိတဲ့တော်လိုင်းအဖွဲ့တွေကမြို့မကြဖို့ဆက်လက်ကာကွယ်သွားမယ်လို့ထုတ်ပြန်ချက်တွေထုတ်လာခဲ့ပါတယ်။အဲဒီလိုထုတ်ပြန်ချက်တွေတဲ့ကပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးထုတ်ပြန်ချက်ထဲမှာတော့တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေရဲ့ပံ့ပိုးကူညီမှုမိဖန်မျိုးတော်လိုင်းအင်အားစုတွေရဲ့ပူပေါင်းလက်တွဲမှုတပ်ဖွဲ့ဝင်ပေါင်းများစွာဆွန့်လုပ်ပေးဆက်မှုတွေနဲ့အတူမန္တလေးဒေသအတွင်းကနေမြေအချို့ကိုထိန်းချုပ်စုမိုးနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲဒီလိုထိန်းချုပ်နေမြေတွေကိုဆက်လက်ကာကွယ် င်းသိမ်းနိုင်မှုအတွက်မိဘတော်လင်းအင်အားစုတွေနဲ့လက်တွဲပြီးကိုဆွမ်းညံဆန်းရှိသမျှအာတုံခွန်ဆိုင်ကျိုးပန့်ဆောင်ရွက်သွားမယ်လို့မန္တလေး PD ကဆိုပါတယ်ကြပြင်မိမပင်ကြီးမားတဲ့အခက်အခဲတားဆီးတွေရှိနေပါစေ။ပုံမှန်ချက်ဖြစ်တဲ့ Federal Democracy ရရှိရေးနဲ့ဆရာနာရှင်စနစ်အမြင့်ပြတ်ချိန်မုံရင်တိုက်ပွဲတွေကိုစတ်ထက်ထံမိုးပေါ်ဆောင်သွားမယ်လို့မန္တလေး PD ကကြေညာပြုထားပါတယ်။ မိုးကုံမြို့ကို TNN ကစစ်ကော်မရှင်ထံပြန်လည်ပေးရပြီးအပြစ်ရက်စရေးလှုပ်ဆောင်ခဲ့ပေမယ့်မိုးကုံမြို့အခြေဆိုင်ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ PDF အဖွဲ့တွေကတော့စစ်တပ်ကိုဆက်လက်ခုခံသွားမယ်လို့သိရပါတယ် တရနယ်လီကမိုးကုံမြို့ကိုပြန်ပေးတဲ့ကိစ္စနဲ့ပတ်သက်လို့ပြည်သူတွေကဝေဖန်ထောက်ပြမှုတွေရှိနေပေမဲ့တရနယ်လီနဲ့ MNDA တပ်ဖွဲ့တွေဟာတရုတ်ရဲ့လေပင်းညစ်ခံထားရတဲ့အခြေအနေဖြစ်တဲ့အတွက်အဲ့ဒီအပေါ်ကိုစဉ်းစားပေးဖို့လိုအပ်တယ်လို့မိုးကုံမြို့နဲ့ပြည်သူ့လုံခြုံရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ ။အဲ့လိုအခြေအနေတွေကြောင့်အမျိုးသားညညရဲ့အစိုးရကာကွယ်ဝင်ကြီးဌာနနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့အနေနဲ့အစွမ်းအစာထုတ်သုံးကတတ်တယ်ပြရမယ့်အချိန်ရောက်ရှိပြီဖြစ်တဲ့အပြင်ဒီပောက်ပြည်သူတွေအနေနဲ့ဆက်အနာရှင်အမြင့်ဖြန့်နိုင်ရန်လူလက်နက်ခဲရန်ငွေကြေးစိတ်တဲ့အားလုံးပူးပေါင်းဆောင်ရွက်ရမယ့်အချိန်ဖြစ်တယ်လို့ မိုးကုတ်ပီတုလုံးစုံရေးအဖွဲ့ကအသိပေးထားပါတယ်။ထက်မှန်တင်ဆက်ပေးချင်တာကတော့ဟွာရဖြန့်သူတွေကိုဝေဖန်တာနဲ့ထရိုက်တာမိုက်တီတို့ကိုရေကောက်ပွဲဥပဒေနဲ့အမှုဖွင့်တာတရားရဲ့လားဆိုတဲ့တဲ့မှာစစ်ကောင်မရှင်ရဲ့အတူရောင်ရေကောက်ပွဲဇလံမှာပါဝင်ခဲ့တဲ့တရုတ်ဆောင်တွေကိုဝေဖန်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဒရိုက်တာမိုက်တီတရုတ်ဆောင်ကျော်ဝင်းထွန်းနဲ့အွန်တိုင်းတို့ကိုရေကောက်ပွဲဥပဒေနဲ့အမှုဖွင့်ပြီးအောက်တိုဘာ29ရက်ကဖမ်းဆီးခဲ့ပါတယ်။ အဲ့လိုဖန်စီကြတာရွေးကောက်ပွဲအပေါ်ပီတိုလူတို့အထင်မြင်လွဲမစေဖို့လှုပ်ဆော်ခဲ့တာဖြစ်တဲ့အတွက်ဒရိုက်တာမိုက်တီကျော်ဝင်းထွန်းရဲ့အုံတိုင်းတို့ကိုနေငယ်ထီဝင်ရောက်ဖန်စီခဲ့ရတာဖြစ်တယ်လို့စစ်ကောင်ရှင်က ထုတ်ပြန်ထားတာပါ။ သူတို့တွေနာမည်တွေတော့တက်မတင်ပါဘူးဒါပေမဲ့ပြီးခဲ့တဲ့ရက်တွေကတော့ဒီလိုမျိုးနေတိုးတို့မြင့်မြတ်တို့ရဲ့လောက်ရက်တွေကမလုတ်တင်ဘူးဆိုတဲ့ပုံစံသူတို့လည်းမလုတ်ဘူးဆိုတာမျိုးတွေတော့တင်ကြတာတွေ့ရလို့ဖန်စီကန်အမှုပညာရှင်တွေရဲ့ပြိတက်တူကပြောပါတယ်ကတမိုင်းကိုဒုံဆိုင်မြင့်သူများလိုအမိရတဲ့စစ်တပ်ရွေးကောက်ပွဲဝါဒပြန်ဇလံကိုနေတိုမြင့်မြတ်နေဝင်းအေဂျင်မောင်မင်းမြမချူလေးနှစ်ပြောကျော် အောင်ခိုင်တွက်လက်စူပါလင်းစတဲ့ဖတ်ခွက်စာတရုပ်ဆောင်များစွာပါဝင်ခဲ့ပြီးတော့အဲ့ဒီတရုပ်ဆောင်တွေကိုလူမှုပြည်တံပေးဖို့ဗီဒိုတွေကတောင်းဆိုလျက်ရှိပါတယ်။တွက်လက်ကခင်လိုင်းရဲ့အတူပေါင်းလို့တာအုံတိုင်းရဲ့အရင်ကဖန်နီကင်းအတူလောက်ကြတာတွက်လက်ကိုအကျင့်မကောင်းဘူးလို့ပြောကြတယ်။တာပေါင်းညာစာပေါ်ပြလို့ဖန်နီကင်းပြိတ္တတုံးကပြောပါတယ်။ ဖန်ဆီးခံရတဲ့သူတွေနဲ့ဒရိုက်တာမိုက်တီဟာကင်ဆာရောဂါကို ခံစားနေရသူလည်းဖြစ်ပါတယ်။အခုလောစစ်ကော်မရှင်ကမတရားဖန်ဆီးခဲ့တဲ့အမှုပညာရှင်၃ယောက်ကိုရွေးကောက်ပွဲကာကွယ်ဥပဒေနဲ့အရေးယူသွားမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါသေးတယ်။ဖန်စီခံရတဲ့နဲ့ဒရိုက်တာမိုက်တီကို အာနာသိန်းစစ်တပ်ကအရင်ကပုံမှန်တက်ဖန်စီထောင်ချခဲ့ပြီးခံဝင်ဖြစ် ပြန်လွတ်ထားတာဖြစ်တယ်လို့အခုပြန်လည်ဖန်ဆင်မှုမှာ905ကကြီဖြစ်တဲ့ကနေကြန့်ရှိနေတဲ့ပြည်တံတွေပါစိုက်ခံစီဖို့လှုပ်ဆောင်မယ်လို့သိရှိရပါတယ်။ဟွာရဖြန့်သူတွေကိုဝေဖန်တာဟာရွေးကောက်ပွဲလုံးကျုံရေးမဲယုံလုပ်ငန်းစဉ်ဒါမှမဟုတ်ရွေးကောက်ပွဲဆိုင်ရာမူပေါင်းတွေကိုနှောက်ရှက်ဟန့်တာတာမဟုတ်ပဲဝေဖန်မှုဟာလွတ်လပ်တဲ့ထုတ်ပေါ်ပြောဆိုခွင့်ဖြစ်တဲ့အတွက်အခုလိုဆက်ဆက်မှုကင်းမဲ့စွာအမှုဖွင့်ခဲ့တဲ့စစ်ကော်မရှင်ကိုပြည်သူတွေကယွန်ရှာနေကြပါတယ်။ ဆက်လက်ပြီးခိုးကြောင်ခိုးရနဲ့အမဲဆွယ်နေရတဲ့မွန်နိုင်ငံရဲ့ပါတီရဲ့အကြောင်းကိုပြောပြပါမယ်။မွန်ပြည်နယ်မှာအထူးရောင်ရေးကောက်ပွဲကိုဝင်ရောက်ရှင်မြိုင်မဲ့နိုင်ငံရေးပါတီတွေဟာပေါ်ပေါ်ထွထွမဲဆယ်စည်းရုံးမှုတွေမတွေ့ရပဲခိုးချောင်ခိုးရတဲ့ဒါစည်းရုံးလွတ်ဆောင်နေလို့ MP ရဲ့သတင်းရင်းမြစ်တွေကပြောပါတယ် စစ်ကော်မရှင်ကမဲဆွယ်စီဝင်းကာလကိုအောက်တိုဘာ28ရက်ကနေဒီဇင်ဘာ26ရက်နေ့ကထိရပ်ပေါင်း60ခွင့်ပြုထားတာပါ အခုလိုစီဝင်းကာလအတွင်းမှာဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေဟာလုံခြုံရေးအကြောင်းပြချက်နဲ့တက်ဆိုင်ရာပါတီရုံးနဲ့မြို့ပေါ်ဓမ္မရုံးတွေမှာသာစီဝင်းလှုပ်ဆောင်နေရလို့သိရပါတယ် ပေပါတိမလှူရှာတာမတွေ့ရဘူးအကုန်လုံးလိုလိုပါပဲသူတို့အများဆုံးလုပ်နေတာတွေ့တာကတော့ရက်ကွက်ဓမာယုံလိုဟာတယ်စုဝေးတာမျိုးတွေ့တယ်ပြီးတော့မြို့နယ်ယုံတွေမှာစုဝေးနေတာတွေ့တယ်ဒီလောက်ပဲဘသူကမှပေါ်ပေါ်ထက်ထင်မဲဆွဲတာလုံးဝမတွေ့နေဘူးခိုးကြောင်ခိုးရဲ့ပုံစံပါပဲလို့ဝန်ထမ်းမြန်မြုပ်ကန်တိုးကပြောပါတယ် ဒါပြင်နိုင်ငံရေးပါတီတွေဟာပါတီအမတ်တစိပ်ပါစင်တူအင်းကြီးဝစ်စင်တာအလန်းဒါမှမဟုတ်ပါတီအမတ်သားတစ်ခုခုကန်ဆာမီရွက်ွက်အတွင်းလှည့်လည်တာမျိုးလဲမတွေ့ရသေးဘူးလို့ဒေသခံတွေကဆိုပါတယ်ပါတီအောင်နိုင်ရင်သချင်းတွေတော့ကြားရတယ်။ဘာမှဘလို့ဖွင့်လုံးဖွင့်နေမှန်းတော့မသိပါဘူး။ဒီနေ့အထိမဲဆွဲတာတော့မတွေ့ရသေးဘူး။ဒီတစ်ခါရွေးကောက်ပွဲကဘယ်သူမှလည်းစိတ်ဝင်စားဘူးလို့တထုံမြုပ်ကန်တအုပ်ကပြောပါတယ်။ မွန်ပြည်နယ်မှာမွန်ညီညွတ်ရေးပါတီ၊ကြန့်ခိုင်ရေးပါတီအပါအဝင်ပါတီ၉ခုကကိုယ်စားလှယ်လောက်250ကျော်ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။တော်လင်းရာစုဘက်ကတော့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုအတိမတ်ပြုလက်ခံမှာမဟုတ်တဲ့အပြင်ပါဝင်ပတ်သက်သူတွေကိုလည်းအရေးယူမယ်လို့အတိပေးထားပါသေးတယ်။ပြည်တွင်းနဲ့နောက်ဆုံးတဲ့အနေနဲ့မင်းအွန်လိုင်းကိုအကြောက်ပြန်နေတဲ့ဒီမိုကရေစီအရောက်ဆောင်ပါတီတွေအကြောင်းဖြစ်ပါတယ်။ ီမိုကရေစီရောင်ဆောင်ပါတီတွေဟာမင်းအောင်လှိုင်ညွန်ညင်မှာကြောက်တဲ့အတွက်ရွေးကောက်ပွဲကော်မရှင်လုပ်သမျှကိုတခွမှရဲရဲတိတိမဝေဖန်ရဲချဖို့လို့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကထောက်ပြကြပါတယ် စစ်ကောင်ရှင်နောက်ကန်ရွေးကောက်ပွဲကော်မရှင်ဟာအမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF အပါအဝင်ပါတီလေးခုကိုဖျက်သိမ်းတာတနိုင်ငံလုံးမဲဆင်းအကြီးကျယ်မှားယွင်းတာနဲ့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌသောတသက်ခိုင်အပါအဝင် အမီစင်းတင်သွင်းထားတဲ့အမတ်လောင်း86ယောက်ကိုပယ်ဖျက်တာတွေလှုပ်ဆောင်ခဲ့ပေမဲ့ဖေပါတီကမှရဲရဲတတဲမိကုန်းထုတ်မှုတွေမပြုတ်လို့ရဲကြတာပါ တကယ်ကိုအကြောက်ပြိုင်နေကြတာပါမင်းအောင်လိုင်းကိုကြောက်ပြိုင်ရင်မင်းအောင်လိုင်းပြစ်ကျွေးမယ်အာနာလေးငါးပြဆယ်ပြရနိုင်မလားလို့စိတ်ကူးရင်နေကြတယ်အခုလောဥရင်နဲ့မညီလို့ဆိုပြီးပဲချဲခံရတဲ့အမတ်လောက်86ရောက်ထဲမှာ ကျန့်ဖို့ကပါမပါမေခွန်ထုတ်ရမယ်လေ။ဘာလို့လဲဆိုတော့ကျန့်ဖို့အမတ်လောင်းတထောင်ကျော်တင်ထားတာ။သူကအများဆုံးတင်ထားပြီးကျန့်ဖို့အမတ်လောင်းတွေကြာအကုန်ဥရင်နဲ့ညီပြီးကျန်တဲ့ပါတီတွေကအမတ်လောင်းတွေကြာတော့စီလိုအပေါ့ရှာပဲပြည့်ခံနေရသလားဆိုတာတော့တော့မေးရတင်တယ်လို့မုံရအခြေဆိုင်နိုင်ငံတကြွသူတဦးကပြောပါတယ်။ပြည်ရဲ့အော်တိုဘာ25ရက်ကတရားမဝင်ရေးကောက်ပွဲကော်မရှင်ဟာ သက်ဆိုင်ရာလွှတ်တော်ရေးကောက်ပွဲဥပဒေဤဥပဒေနဲ့ညှဉ်းပန်းမှုရှိတဲ့အတွက်ပယ်ဖျက်ခဲ့တဲ့အမတ်လောက်86ဦးရှိတယ်လို့ပြောခဲ့ပေမဲ့ပေပါတီတွေကဆိုတာကတော့ထုတ်ပေါ်ပြောဆိုတာမရှိခဲ့ပါဘူးတရားမဝင်ရေးကောက်ပွဲကော်မရှင်ရဲ့ရေးကောက်ပွဲဥပဒေပုံမှာရှစ်ကာကြီးပါပြာဒန်းချက်မှာအမတ်လောင်ကနိုင်ငံတော်နဲ့ပုတ်ကလိကကိုမသိလျော်တဲ့ပေးရန်တာဝန်နဲ့ကင်းရှင်းရမယ်လို့ပြထန်းထားတဲ့အတွက်တော်တက်တက်ခံဟာကမောစာဘန်ကိုခြေထားတဲ့ချက်ပီလီယံများစွာပြန်မဆက်နိုင်တာကြောင့်အမတ်လောင် ်းကနဲ့ပြုတ်ချခံခဲ့ရတာဖြစ်တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။တတ်တတ်ခံကိုငိုကလေးကဖြုတ်ချင်လို့ဒီပုံမှန်ထတ်တိုးထားတာများလားလို့တန်တရားဖြစ်စရာကောင်းတယ်လို့ရှန်ကောအခြေဆိုင်နိုင်ငံရေးဆောင်ပါရှင်တို့ကသုံးသပ်ပါတယ်။စစ်ကောင်ရှင်ပြုလုပ်မဲ့တရားမဝင်ရေးကောက်ပွဲကိုဝင်ရောက်ရှင်မြိုင်မှုအမှန်လောက်9023အမိစင်းတင်ခဲ့တယ်လို့သိရှိရပါတယ်။ နောက်ဆုံးဒီပါသတင်းလေးနဲ့တရုတ်နဲ့အမေရိကန်ကုန်သွယ်စစ်ပွဲ အဆုံးသတ်တော့မှာလားဆိုတဲ့အကြောင်းပြပြရင် MB ရဲ့နေ့လည်ခင်းသတင်းစီစဉ်ကိုအဆုံးသတ်လိုက်ချင်ပါတယ်ရှင်။ အမေရိကန်နဲ့တရုတ်ခေါင်းဆောင်တွေဟာဒီနေ့မှာထိပ်တီးစည်းဝေးပွဲပြုလုပ်နေပြီးတော့ကုန်သွယ်သဘောတူညီချက်ကိုလက်မှတ်ရေးထိုးနိုင်ခြင်းရှိရလို့သမရဒေါ်နန်ထရန်ကပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတဂျော်နန်ချွန်နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့ဟာအရေးပါတဲ့နှစ်နိုင်ငံထိပ်တီးဆွေးနွေးပွဲကိုကိုရီးယားနိုင်ငံဘူဆန်မြို့မှာပြုလုပ်နေတာဖြစ်ပြီးတော့တနနိုင်ငံကုန်သွယ်ရေးသဘောတူညီချက်ကိုယနေ့မှလက်မှတ်ထိုးနိုင်ပွဲရှိရလို့ထရန်ကသတင်းထောက်တွေကိုပြောကြားခဲ့တာပါ စင်ကြီးပွဲမစတင်မီသတင်းထောက်တော်ရဲ့မေးမြန်းမှုကိုကမရထရန်က ဖြစ်နိုင်ပါတယ်ကျွန်တော်တို့အားလုံးနားလည်မှုကကောင်ရထားပြီးသားပါ အလွန်အောင်မြင်တဲ့အစီအွေဖြစ်လိမ့်မယ်လို့ပြောခဲ့ပါတယ် မကြသေးမီကတရုတ်နိုင်ငံဟာကုန်သွယ်ရေးစစ်ပွဲအတွင်းအမေရိကန်ရဲ့ကားထုတ်လုပ်သူတွေကို ထိခိုက်စေမဲ့နေရှားသတ္တုတင်ပို့မှုတွေကိုထိန်းချုပ်တာနဲ့တမရထွန်ရင်အမကန်မဲဆန္ဒရှင်ဖြစ်တဲ့လက်သမားတွေကိုပြစ်မှတ်ထားပြီးအမေရိကန်ပိပိဆက်အဝယ်ယူမှုရပ်ဆိုင်နဲ့နီလန်တွေကိုအသုံးပြုခဲ့ပြီးတဲ့နောက်အခုလိုတွေ့ဆုံပွဲဖြစ်ပေါ်လာတာပါတရုတ်တမရရှိချင်းဖြင့်က မိတ်ဆွေနဲ့မိဖက်တွေဖြစ်ပါတယ်ရန်ဖန်ရန်ခေါင်ပုတ်တိုက်မှုတွေရှိတာကတော့ပုံမှန်မှာနှစ်နိုင်ငံလုံးမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာဆက်လက်ရည်တည်တင်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ဒါပြင်သမရရှိကမကြာသေးမီကဂါဇာပြည်ခက်ရက်စဲရင်သဘောတူညီချက်ရအောင်ခုညီပေးခဲ့တဲ့ထရန်ကိုကျေးဇူးတင်စကားဆိုခဲ့သလိုကမ္ဘာကြီးရဲ့ခက်ခဲတဲ့ပြဿနာတွေကိုရင်ဆိုင်ရမှာအ धिक နိုင်ငံတွေအဖြစ်တာဝန်ကိုပိုးတွဲထမ်းဆောင်မယ်လို့လည်းပြောကြားခဲ့ပါတယ်။ သမရာချန်နဲ့သမရာရှိယောဟာ2019ခုနှစ်ဂျပန်နိုင်ငံအိုကာဆာမှာကျင်းပခဲ့တဲ့ G20 ထိပ်သီးအစည်းအဝေးနောက်ပိုင်းပထမအဦးဆုံးပြန်လည်တွေ့ဆုံခဲ့တာဖြစ်ပြီးတော့အခုအစည်းအဝေးမှာတော့ကုန်တယ်ခွန်ကောက်ခံမှုဤပညာကန့်သက်ချက် မြေရှားတက်သူထင်းချုံမှုနဲ့ဖြစ်တော့ကိစ္စရဲ့တွေကိုဆွေးနွေးလျက်ရှိနေပါတယ် MP ရဲ့နေ့လည်ခင်းအထိရရှိထားတဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအလုံးနဲ့တကွာဝင်ရောက်မချက်ပြုပေးသူအလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်မြမပြည်သူပြည်သားပေါင်းကိုစိတ်ငပြစမ်းမချမ်းသာပြီးဘဝမော်ရီပြေကြပါစေရှင်